င်ဆက်ပေးမယ့်တင်ကတော့ကန္တနာလက်သက်ဖက်လာနိုင်တဲ့ကွန်ဟာမန်ကိုရောက်ဖို့အတွက်နိစက်လာတဲ့တင်ပဲဖြစ်ပါတယ်။မန်ရတဲ့ဟာအတင်းရဲ့ကနေကစားသမားတယောက်ဖြစ်တဲ့ကန္တနာရဲ့လူကြီးတဲ့အတွင်းတွေ့ရှိတဲ့ဟူတိုင်းစင်မှုမကွန်ဟာကိုခေါ်ယူဖို့အတွက်နိစက်နေလို့သိရပါတယ်။အိုထရဖို့မှာဝုကမန်ယူကိုနိုင်ရခဲ့တဲ့ပွဲပြီးမှာမန်ယူပြအင်မိုရယ်ဟာအဝင့်လက်ခံသွားရလမ်းမှာမကွန်ဟာနဲ့စကားပြောဆိုမှုတချို့ပြုလုပ်ခဲ့တယ်လို့မကွန်ဟာရဲ့အေဂျင့်ကလည်းမန်ယူရဲ့စိတ်ဝင်စားမှုပေါ်လေးထားတယ်လို့ပြောကြားခဲ့တာပါ ဝူတင်လည်းမကွာချုပ်ဆိုတာကြောင့်ထဲမှာစားတဲ့ဖြစ်တဲ့ကြီးကိုပေါင်း၆၂.၅သက်သမှတ်ထားပြီးမန်ဘက်ကလည်းအစောပမာဏကိုပြည့်ရခေါ်ဖို့အတွက်အသိရှိနေရလို့သိရပါတယ်။မကွာဟာကရုဏာလိုပဲကွင်းလည်းနဲ့တိုက်စစ်နေရဆုံးမှာလိုက်ပါကစားပြီးကိုယ်တိုင်လည်းကိုသွင်းနိုင်တယ်လို့အသိမော်တွေအတွက်လည်းကိုဖန်တီမူတွေလုတ်ပေးနိုင်တဲ့ကစားသမားမျိုးဖြစ်ပါတယ်။ ဒါအပြင်ပြီးခဲ့တဲ့လကဘုံမောင်းနယ်ပွဲမှာဘုံမောင်းကစားသမားမီလို့စကကကကိုကိုထီလက်ရောက်တိုက်ခတ်ခဲ့လို့ဒါရိုက်အနေကပြခံရပြီးတော့လေးပွဲပဲပြတင်ရင်ဆိုင်ခဲ့ရတဲ့ပြုမှုမျိုးနဲ့ဒီဇင်ဘာလအတွင်းကအိမ်တွေမှာဆစ်ရှိကကိုရှူခဲ့တဲ့ပွဲတော်က ASH အတင်းရဲ့လုံဆောင်ရေးတွေနဲ့အရှင်းမြခဲ့တဲ့အပြုမှုမျိုးတွေကြောင့်ကာရိုနာနဲ့တူရဲ့လို့သတ်မှတ်တာဖြစ်တယ်လို့သိရပါတယ်ဒီတဲ့င်းကိုတော့ညင်းကြမှာပြဖို့လားပါ